တော်တော်ကြီးမိုက်တယ်ဒီမှာ area ကြီးစရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အပုတ်နှစ်ရလုံးတာဇက်တိုက်တာနှိမ့်နေပြီးတော့ယူလိုက်ပေါ့နော်ကနေထုတ်လို့ရတဲ့ mining ဒီကောင်လေးကြောင့်ကျွန်တော်ရှင်းပြပေးမယ်နော်ဒီကောင်က VPN မခံရင်လုံးဝဝင်လို့မရဘူးအဲ့ဒါအရင်ရေးကြည့်တယ်ပေါ့နော်သူ့ရဲ့လုံဆောင်ချက်တွေကဘာနဲ့ ပတ်သက်နေလဲဆိုတော့သူအဓိက ADHD ပြရမှာဗျာ ADHD ရမှာဆိုတော့ကြာကျွန်တော်တို့က VPN ခံထားမှာပဲရမယ်ပေါ့နော်မခံရင်မရဘူးပေါ့နော်အဲစစဝင်ဝင်ချင်းမှာသူတို့ဒါမျိုးလေးတွေ့လိမ့်မယ်ပေါ့နော်ဒီမှာကျွန်တော် coin တွေရအောင်လုပ်တဲ့နည်းလမ်းတွေပြောပြမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့က promo code တွေထည့်လို့ရတယ်ပေါ့နော်အဲ promo code တွေကိုလည်းကျွန်တော် channel ထဲမှာတင်ပေးမယ်ပေါ့နော်လောလောဆယ်ကျွန်တော် promo code တစ်ခုကိုအစမ်းထည့်ပြမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် promo code လေးထည့်လိုက်ပြီပေါ့နော်ပြီးရင်တော့ link ကိုနှိပ်လိုက်မယ်ပေါ့နော် โอเคဒီမှာဆိုရင် तू อ่ะအလုံးရင် AD ဆိုတာ AD လေးကျွန်တော်တို့ကိုခဏကြည့်ခိုင်းမယ်ပေါ့နော် AD ရဲ့ကြည့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီ coin 10 coin ရမယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော် AD ရဲ့မကြည့်လိုက်ရအောင်ပေါ့နော် तू อ่ะသူဒီမှာရသွားပြီပေါ့နော်โอเคအဲ့လိုမျိုးကျွန်တော်တို့ကကုတ်ထည့်ပြီးတော့လဲယူလို့ရတယ်ပေါ့နော်ဒါကတကြောင်းပေါ့နော်အဲ့လိုတင်ပေးမယ်ကျွန်တော်ကုတ်တွေအများကြီးရှိသေးတယ်ပေါ့နော်အဲ့ဒါလုပ်ပြီးတော့ကျွန်တော်တို့ဘာလို့ရမလဲဆိုရင်ဒီဘက်ကအန်းလေးကိုလာခဲ့မယ်ပေါ့နော်ဒီအန်းလေးတွေကိုတစ်ချက်ဝင်လိုက်ပါမယ်ဒီနေရာမှာကြတော့ဒီမှာတရက်ကိုကျွန်တော်တို့စစထထထွန်း तू อ่ะ AD ရဲ့ တရာပဲကြည့်လို့ရပြီအခုဒီမှာ ADA အပုတ်200ကြည့်လို့ရရပေါ့နော် ADA တစ်ပုတ်ကိုသူကဒီမှာ N2 ပေါ့နော်ဒီ coin နောက် coin ပေးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကအပုတ်200ဆိုရင်အဲ coin 200 coin 400လောက်တည်ရမှာပေါ့နော်အမုတ်200တိကြည့်ရမှာဆိုတော့ပေါ့နော်ဟုတ်ပြီအဲ့တော့အလောက်ရမယ်ဆိုရင်ဒီအောက်မှာဘာလေးလောရမလဲဆိုရင်ဒီမှာ daily check in လေးလောရမယ်ပေါ့နော်ဒီကောင်လေးကျွန်တော် clean လောက်လိုက်မယ်ပေါ့နော်ခဏစောင့်လိုက်မယ်သူက VPN လုံးဝအရေးကြီးတယ် VPN မရရင်ဝင်လို့မရဘူးပေါ့နော် ထုတ်မဲ့ပိုင်းကြတော့ကျွန်တော်တို့တွန်ကီပါနဲ့ပဲထိုးရမယ်ပေါ့နော်။ Okay ဒါဆိုရင်ဒီနေ့တော့ကျွန်တော်ဝင်ပြီးသွားပြီ။ဒီမှာ login မှာလဲကျွန်တော်တို့10ကွမ်ရာသေးရေပေါ့နော်။တက်ပြီးရင်ကြတော့ဒီအောက်လေးမှာပေါ့နော်။ဒါကတော့ကျွန်တော်တို့တို့ရဲ့ဒီ channel တွေ group တွေဘာတွေညာတွေပေါ့နော် join မယ်ဆိုရင်ရမယ်ပေါ့ဗျာ။မ join ရင်လည်းကိစ္စမကြည့်ဘူး။မ join ရင်ကတော့မရဘူး။ join ရင်တော့ရမယ်ပေါ့နော်။ဒါတွေကတော့ကျွန်တော် join ပြီးသားဆိုတော့ဒီလိုလေးပြနေရတယ်။တကယ်လို့ဒီလိုမပြဘူးဆိုရင်အာဒီမှာပေါ့နော်ဒီလိုမျိုးလေးတွေပေါ်လာလိမ့်မယ်။ဒီလိုပေါ်လာရင်လိုချင်ရင်ကတော့ join လိုက်ပေါ့ဗျာ။ကျွန်တော် join လိုက်မယ်ပေါ့နော်။ကိုမလိုချင်ရင်တော့ပြီးရင်တော့ပြန်ထွက်လိုက်ပေါ့နော်။ โอเคဒီမှာကျွန်တော် join လိုက်တော့ကြတော့ဒီမှာ coin လေး9 coin ရရပေါ့เนาะအဲ့လိုမျိုးပဲဒီအောက်မှာ तू อ่ะ join ရမယ့်ဟာလေးတွေအများကြီးရှိနေမယ်ပေါ့เนาะအဲ့ဒါလေးတွေကျွန်တော်တို့အကုန်လုံး like join လိုက်မယ်ဗျာ join လိုက်ပြီဆိုရင်လည်းဒီမှာ coin လေးတွေရမယ်ပေါ့เนาะโอเคဒီမှာထပ် join လိုက်မယ်ဗျာပြီးမှကျွန်တော်တို့ပြန်ထွက်ပေါ့เนาะ โอเคဒီမှာဒီမှာနောက်တော့9 coin ရပြန်ပြီပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာ ADS ကြည့်ရင်လည်း coin တွေရမယ်ပြီးရင်သူတို့ပေးထားတဲ့ channel တွေပေါ့เนาะဒီ channel တွေအားလုံး join နေတယ်ဆိုရင်လည်း coin တွေရမယ်ကျွန်တော်ဒီမှာလောလောဆယ် ADS တစ်ပုတ်မှတော့မကြည့်ရသေးဘူး coin ရ200ကျော်ရနေပြီပေါ့เนาะအဲ့တော့ကျွန်တော် ADS တစ်ပုတ်ကိုအစမ်းကြည့်ပြမယ်ပေါ့ဗျာဒီမှာဒါလေးကိုနှိပ်လိုက်မယ်ပေါ့เนาะဟိုက80ဆိုတာလေးဒီကောင်းလေးကိုဒီ channel နှိပ်လိုက်မယ်ပေါ့เนาะတစ်ခါတလေကြာလဲအဲသူ error တက်တာလားမသိဘူးကျွန်တော်မနေ့ကစမ်းကြည့်ရတော့ ADS မကြည့်ဘူးပေါ့เนาะမကြည့်ဘဲနဲ့အမှတွေ့လား မကြည့်ဘဲနဲ့သူ့ဟာသူဒီမှာ coin နဲ့ coin ရလာပြီဗောနော်အဲ့လိုလေးဆိုရင်တော့ကျွန်တော်တော်တော်ကြီးကိုအစီအပြေတယ်ဗျာနော်အဲ့ကျွန်တော်ဒီမှာထက်ကြည့်လိုက်မယ်ဗောနော်မ230ရှိတယ်ဗောနော်ကျွန်တော်ကမှာ total coin 230ရှိတယ်ဒီမှာ ADS ကမပေါ်လာဘူးဗျာကျွန်တော်ကြည့်လိုက်မယ်ဒီမှာတက်လာတယ်ဗောနော်အဲ့တော့ တို့အဲ့ဒါတက်နေရတဲ့တူတယ်အခုချိန်မှာလုံမဲ့ဆိုရင်တော့တော်တော်ကြီးကိုမိုက်တယ်ဗျာခဏလေးနှိပ်ပေးလိုက်အောင်ပဲပုံမှန်ဆိုရင်တော့ तू ကသူကြီးညာထားတာက ADS ကြည့်ရမှာပေါ့ဗျာတပုတ်နှိပ်လိုက် ADS တစ်ခါကြည့်ရမယ်ကြည့်ပြီးမှကွန်ရမယ်ပြောတာပေါ့နော်အခုကတော့တော်တော်ကြီးမိုက်တယ်ဒီမှာ ADS ကြည့်စရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အပုတ်နှိပ်ရလုံးတာဇက်တိုက်တာနှိပ်နေပြီးတော့ယူလိုက်ပေါ့နော်ဟိုရတော့ကျွန်တော်ပတ်စံထုတ်တဲ့အပိုင်းအောင်သွားမယ်ပေါ့နော် ပြီးမှကျွန်တော်လည်း ပြီးအောင်ကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ exchange ဆိုတာလေအဲ exchange နောက်မှာ withdraw အရင်လာလိုက်မယ်ပေါ့နော် withdraw မှာဆိုရင်သူကအနည်းဆုံးကဒီမှာ0.1ပေါ့ဗျာဒီလောက်ကနေစပြီးတော့မှထုတ်လို့ရမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီမှာ exchange နဲ့ကိုပြန်လာမယ်ပေါ့နော်တယောက်က exchange လေးတဲ့ကိုတစ်ချက်ဝင်လိုက်မယ်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့မှာက coin ရ236 coin ပဲရှိရယ်ပေါ့နော်236 coin ဆိုရင်တော့သူက chain လို့မရသေးဘူးဗျာအနည်းဆုံးခုနကတော့ကျွန်တော်တို့ဒီမှာကြည့်ခဲ့တာ0.1ဝမ်းပေါ့နော်0.10မှာစပြီးတော့မှထုတ်လို့ရမှာဆိုတော့ကျွန်တော်တို့မှာ coin ကဒီမှာ1000ပေါ့နော် ကွမ်တထောင်လောက်ရှိမှကျွန်တော်တို့စပြီးတော့ထုတ်လို့ရမယ်ပေါ့နော်ကွမ်တထောင်ရှိမှစပြီးအချင်းလုံးလို့ရမယ်ကျွန်တော်မှဒီမှာ200လဲဆိုတော့ကြတော့ကျွန်တော်မရသေးဘူးဗျာနည်းသေးရပေါ့နော်ကျွန်တော်အဲ့ဒါတွေကြည့်လိုက်မယ်ပေါ့နော်ကြည့်ပြီးသွားရင်တော့200လောက်တော့ကျွန်တော်ကြည့်ရမယ်နဲ့တူတယ်ပေါ့နော်အဲ့ဒါဒီမှာဆိုရင်ကျွန်တော်မှကွမ်200ကကျွန်တော်ရဲ့အမောက်ကတွန်နေနေဆိုရင်0.02တွန်ပဲရသေးရပေါ့နော်အဲ့ကြတော့အဆင်မပြေသေးဘူးကျွန်တော်တို့မှအနည်းဆုံးကွမ်တထောင်ရှိရမယ်ပေါ့နော်ကွမ်တထောင်ရှိရင်တော့ဒီမှာစပြီးတော့မှထုတ်လို့ရပြီပေါ့နော်ဒီမှာကွမ်တထောင်ကနေစပြီးတော့မှထုတ်လို့ရမှာပဲဖြစ်ပါတယ်ကွမ်တထောင်ပြည့်လို့ရှိရင်ဒီမှာထည့်ပြီးလို့ရှိရင်ဒီမှာ အချင်းပေါ့နော်အချင်းနှောင်းဆိုတာနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကွိုင်တွေကတွန်းအနေနဲ့ ပြောင်းသွားမှာပေါ့နော်ဒီဘက်မှာတွန်အနေနဲ့ပြောင်းသွားပါမယ်အဲ့လိုပြောင်းသွားပြီဆိုရင်တော့ဒီဘက်က withdraw ပေါ့နော် withdraw လာပြီးတော့မာဒါထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်တို့ရဲ့ donkey bar wallet ကိုဒီမှာထည့်ရမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ amount ပေါ့နော်0.1ဆိုတဲ့ amount ကိုထည့်ပြီးတော့မာဒီ confirm withdraw ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်ဒါရှားလာလိမ့်မယ်ပေါ့နော် mining လေးကထွက်ထားတာဘယ်တော့မှမကြသေးဘူးအခုဆိုရင်ဒီမှာ error ပါတက်နေရဆိုတော့တော်တော်လေးမိုက်တယ်အခုချိန်ဝင်လို့မယ်ဆိုရင်တော်တော်လေးမိုက်တယ် ATM တွေပါဒီညာကြည့်ကြမလို့ပေါ့နော်နားမလဲတဲ့လူတွေကကျွန်တော်ဒီ ATM တွေအကုန်ကြည့်ပြီးသွားရင်နောက်ပိုင်းကျရင်ဒီ donkey bar နဲ့ပတ်သက်ထုတ်တဲ့နီးလေးပါထပ်ပြီးတော့မှပြောပြမယ်အခုတော့စောသေးတာဆိုတော့ကျုံးလိုက်ကြအောင်ပြနော် ော်ဒီလွန်လေးကိုလည်းချပေးထားမယ်။ဟောဒီခါလေးကျွန်တော်နောက်ထပ်ရမယ့်နေတန်းလေးပါပြပြပေးမယ်เนาะ။ဒါလေးကကျွန်တော်မေ့မေ့ခဲ့လို့ပေါ့เนาะဒီမှာ refer ဆိုတာကြတော့ဒါကျွန်တော်တို့ရဲ့ဒီတငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်တခြားဘုံတလုံးရှိရင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဒါပေးရမှာပေါ့နော်ကစားခိုင်းရမယ်ကျွန်တော်တို့ရဲ့ဒီ copy ဆိုတဲ့ဟာလေးကိုယူပဲဒီ link ကိုသူတို့ပေးပြီးတော့မှကစားခိုင်းမယ်ဆိုလို့ရှိရင်ဒါသူတို့ထဲရနေပြီးတော့မှကျွန်တော်တို့ဘယ်လောက်ပါအဆန်နဲ့ပြန်ရမလဲတော့မသိဘူးပေါ့နော်အဲ့လိုလေးလည်းရပါသေးတယ်ခင်ဗျာအဲ့ဒါလေးပဲတခါလေးထည့်ပြောပြပေးတာပါခင်ဗျာ